မြောက်ကိုရီးယားမှာယူရေနီယံသက်စင်နဲ့စက်ရုံ၄ရုံရှိပြီးဒီစက်ရုံတွေကလေပတ်နေကြောင်းတောင်ကိုရီးယားထိပ်သီးအရာရှိတူကစက်တင်ဘာ25ရက်မှာပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကလည်းနျူကလ িয়ার လက်နက်စီမံကိန်းကိုလင်းမြန်စွာတိုးချဲ့ဖို့တိုက်တွန်းခဲ့ပါတယ်။အဲဒီနောက်အမေရိကန်တမန်တော်နယ်ထွန်းရဲ့ဆွေးနွေးပွဲကလန်းမှုတွေကိုတုံ့ပြန်ရမှာနျူကလ িয়ার လက်နက်တွေကိုအပေးယူလုပ်သွားမှာမဟုတ်ကြောင်းကင်ကပြောကြားခဲ့ပါတယ်။ပြောင်ရမ်းမြို့တော်မြောက်ဘက်ကီလိုမီတာ100 မန်ရှောက်ဆယ်အကွာရှိရုံမြောင်နျူကလ িয়ার သုတေသနစင်တာမှာစက်ရုံတရုံရှိပြီးကျန်းနေရာတွေမှာစက်ရုံသုံးရုံရှိပါတယ်။ဒီစက်ရုံတွေမှာယူရေနီယံသက်ဆိုင်တဲ့ဆက်တွေရှိကြောင်းတောင်ကိုရီးယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးချန်းတောင်ရန်ကပြောကြားခဲ့ပါတယ်။ရုံမြောင်စက်ရုံတရုံမှလွဲပြီးကျန်းစက်ရုံသုံးရုံရဲ့ဒီနေရာကိုတော့ချန်းကပြောကြားခဲ့တာမရှိပါဘူး။ဒါ့ပြင်မြောက်ကိုရီးယားမှာ အစင်းမြင့်တန်းစင်ထားတဲ့ယူရေနီယံ2000ကီလိုဂရမ်ပေါင်4400ခန့်ပန်းဆိုင်ထားကြောင်းလည်းချမ်းသာပြောကြခဲ့ပါတယ်။2018ခုနှစ်မှာစတန်ဖို့ဒ်တက္ကသိုလ်ရဲ့ပညာရှင်တွေကမြောက်ကိုရီးယားမှာအစင်းမြင့်တန်းစင်ပြီးယူရေနီယံ250ကီလိုဂရမ်မှ900ကီလိုဂရမ်ထိရှိကြောင်းခန့်မှန်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အခုထွက်ပေါ်လာတဲ့သတင်းအရမြောက်ကိုရီးယားမှာအစင်းမြင့်တန်းစင်ပြီးယူရေနီယံကီလိုဂရမ်2000ရှိတဲ့ခန့်မှန်းချက်ဟာအတည်ပြုနိုင်ခဲ့မယ်ဆိုပါကနျူကလ িয়ার လက်နက်တွေအများပြားထုတ်လုပ်ဖို့အတွက်လုံလောက်မှုရှိကြောင်းချမ်းသာပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအနုပြုစွမ်းအင်အေဂျင်စီ IAEA ရဲ့ထုတ်ပြန်ချက်မှာနျူကလ িয়ার လက်နက်တစ်ခုထုတ်လုပ်ဖို့အတွက်အလွန်အဆင့်မြင့်တက်ဆင်ထားတဲ့ယူရေနီယံ42ကီလိုဂရမ်လိုအပ်တာကြောင့်ယူရေနီယံ2000ကီလိုဂရမ်ဟာနျူကလ িয়ার ဘုံ48လုံးအထိထုတ်လုပ်ဖို့လုံလောက်မှုရှိကြောင်းဖော်ပြခဲ့ပါတယ်။နျူကလ িয়ার လက်နက်တွေကိုအလွန်အဆင့်မြင့်တက်ဆင်ထားတဲ့ယူရေနီယံဒါမှမဟုတ်ပလူတိုနီယံတွေနဲ့ထုတ်လုပ်နိုင်ပြီးမြောက်ကိုရီးယား2006ခုနှစ်ကပထမဆုံးချိန်နျူကလ িয়ার လက်နက်စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။